ချမ်းသာကြပါပြီကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Berlin တက္ကသိုလ်နဲ့အားလုံးကိုကြိုဆိုပါရယ်လွန်ခဲ့တဲ့နှစ်ရက်၃ရက်လောက်ကနေဆိုင်မှာကျွန်တော်ဗီဒီယိုမလုပ်ဖြစ်ဘူးဗောနကျွန်တော်ကျမ်းမာရေးမြေတိတ်မကောင်းရင်းကျွန်တော်ပြန်မနေတယ်ဗောနအဲ့ဒါကြောင့်ကျွန်တော်မလုပ်ဖြစ်တာဗောနကျွန်တော် Afrone 3ရရနေပါတယ်နော်အဲ့ဒီနေ့မှာတော့ကျွန်တော်က Europa League ပွဲစဉ်ကြီးဗောနဒါ project သုံးသပ်ပေးကြရယ်ဗောဗျာဒီကြမ်းမှာအရင်ဆုံးဒါ Line Lee နဲ့ Ban တို့ရဲ့ပွဲစဉ်ဗောနပွဲစဉ်ကတော့မြန်မာစံတော်ချိန်7:55မှာကံမဲ့ပွဲစဉ်ဖြစ်တယ်ဗောနလိုင်းလီကတော့ပြင်တဲ့ ။ဒါဗန်အစင်းကတော့ကျွန်တော်အင်္ဂလိပ်နဲ့ယူနီဗီတာပေါ့နော်နော်ဝေးကလပ်ဖြစ်တယ်ပေါ့ဗျာ။ဒီပွဲစဉ်မှာဖန်တန်းတာကတော့အင်ရှင်အသင်းကတလုံး30ရှုံးနဲ့ဂိုးပေါင်းကြီး3039ဆိုမှဖန်တန်းတာတွေ့ရမယ်ပေါ့နော်။ဒီနှစ်သင်းရတာလက်ရှိ performance တွေကိုကြည့်မယ်ဆိုလို့ရှိရင် line အသင်းကတော့ဒါ Europa League ကိုဓာတ်ရိုက်ဝင်ခံတဲ့အသင်းဖြစ်တယ်ပေါ့နော်။သူ short ထားတဲ့ဒါ Berlin League တွေနဲ့အချင်းချင်းပြီးကြည့်မယ်ဆိုလို့ရှိရင်သူတောက်လျှောက်ပေးကိုးတွေလည်းရှိတယ်လို့ရကိုးတွေလည်းအများကြီးရှိရပေါ့နော်။ တိုက်ဖစ်ကောင်းတဲ့ခံစစ်ကလည်းငွေခွင့်ပြည့်ရပါဗျာပြောချင်တာအတက်ပြန်ဦးစားပေးတယ်ပေါ့နော်အဲဝင်းမှာဆိုလို့ရှိလို့ရှိရင်ဒန်လေးအတင်းကဒါနည်းနည်းလေးပေါ့နော်ကစားတာကစားကောတိတ်မတည်ငြိမ်ဘူးပေါ့နော်အဲ့လိုပြောတာဒါမဲ့ဘိုးတွေကတော့ရနေတာတွေ့ရပါတယ်တခါဗန်အတင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဗန်အတင်းကတော့ဒါယူရိုပါလိမာဆိုလို့ရှိရင် ချန်ပီယံလိတွေကိုလည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ချန်ပီယံလိမာတော့သူကဒါအာရီဆာလ်ဗာတို့ကတော့နဲ့ဆော့ခဲ့တယ်ပေါ့နော်ယူရိုပါလိမာကတော့သူတို့ AEK ပေါ့နော် AEK ကိုသူ နိုင်ပြီးမှဒီအဆင့်ကိုတက်လာတာဖြစ်တယ်ပေါ့နော်။ကပန်းအတင်းရတာဘီဒရင်းလစ်စားထားရတယ်ကြီးလိုက်မယ်ဆိုလို့ရှိရင်သူကလည်းအတက်ကင်းဦးစားပေးခဲ့တဲ့အတွက်ပေါ့နော်။ရကူလည်းရထားတယ်၊ပေကူလည်းပေးနေရတာမျိုးလည်းတွေ့ရတယ်ပေါ့နော်။ဒီနှစ်တင်းချားတဲ့မှာဒါကစားသမားရဲ့တန်ကိုပန်းကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ကစားသမားနည်းနည်း quality ရှိတာကတော့ဒါ line back ကရှိတယ်ပေါ့နော်။ဒီနှစ်င်းရင်တော့ head to head ရှိလာလို့ကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနှစ်င်းကတော့ပကျင်းတခါမှတွေ့ဆုံဘူးကလည်းမရှိတာဘူးကြည်။ ဝက်စင်အတွက်ဖွင့်ထားတဲ့ once to of spot view ကိုကြည့်မှဆိုရင်အင်ရှင်အတင်းအနံကို48ပြန်တရေကို9ဆနဲ့ဘန်းအတင်းအနံကို9ဆခွဲပဲပြီးထားပါတယ်ကျွန်တော်ဒီဝက်စင်က protein to score yes တော့ဖြည့်မှလို့ကျွန်တော်သုံးသပ်မိတယ်ပေါ့နော် protein to score yes ໃຊ້ပါတယ်ပြီးလို့ရှိရင်ဒါကြလို့ body ရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒါ out in ဖြစ်တဲ့ဘန်းနဲ့ໃຊ້တယ်ဘန်းနဲ့ဂိုးပေါ်ပေါ့ဗျ3330တန်းဆိုဂိုးပေါ်ပေါ့နော်ကျွန်တော်ရွေးချယ်ထားတာတော့ဒါဘန်းရဲ့ဂိုးပေါ်ရဲ့ protein to score yes ရဲ့ပေါ့နော်ပြရွေးချယ်ထားတာနောက်ထပ်တစ်ပွဲကတော့ ဒါ eGain နဲ့ FCSB တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်အတွက်ဖွင့်ထားတဲ့ဒါဒါနမြန်မာစာနာချက်7တနင်္ဂနွေ15မှာပဲကမ်းမယ်ဒါ eGain အသင်းက level 80ကိုပေါင်းကြီး3040နဲ့ကျွန်မပေးထားပါတယ်နှစ်သင်းလုံးကလည်း attack နဲ့ဆော့တဲ့အသင်းတွေဖြစ်တယ်ပေါ့နော်အာ eGain အသင်းကတော့ဒါ Netherlands ဖြစ်တယ်လို့ FCSB ကတော့ အဲကျွန်တော်နဲ့ယင်းပြီးသားရိုမေးနီးယားဖြစ်တယ်ဗောနော်ဤကဲတော့ဒါယူရိုပါလိကိုဒါရိုက်ဝင်ကန်တာဖြစ်ပါတယ်ဈာမခြေစမ်းပွဲတွေပါမဆော့ထားဘူးခြေစစ်ပွဲတွေလည်းမဆော့ထားဘူးဗောနော် FCSB ကရောယူရိုပါလိကိုဒီတာရောဒါအာဘာဒင်းတို့နဲ့တွေ့မှဒီအဆင့်ကိုတက်လာတယ်ဗောနော်သူဆော့ရတဲ့ခြေစစ်ပွဲတွေမှာပြင်လဲအားလုံးကဂူးဝော်ရီနဲ့ပြန်ပြန်ဂူးရီချဲမှဒီအဆင့်ကိုရောက်လာတာဖြစ်ပါတယ်ဒီနှစ်သင်းဟက်တူဟက်တွေ့ကုန်မှုတွေလည်းအရင်တစ်ခါမရှိထားဘူးဗောနော်ဒီနှစ်သင်းရတာဇာသမားပေါ့နော်အများအားဖြင့်ကြည့်လိုက်မယ်ဆိုရင်ဒါအကုလုံးဒါ FCSB မှာဆိုရင်တော့ ပြည်တွင်ဘနာတနသူတို့နိုင်ငံသားတွေများတယ်ပေါ့ဗျာရိုမာနီးယားကစားသမားတွေပိုများတယ်။ဤကဲမှာဆိုရင်တော့နယ်သာလန်ကစားသမားတွေနဲ့ဂျာမန်ကစားသမားတွေပေါ့နော်ဒီလိုကြောဆားရတယ်တွေ့ရမယ်ပေါ့နော်။ကမ္ဘောဒီးယားမှာကြည့်မယ်ဆိုရင်နှစ်တင်းတော့ကတိတ်မကွာကြောက်ပေါ့ဗျာ။ဤကဲအတင်းကတော့ဒါပြည်တွင်းလက်တွေဆော့ထားတာကြီးလိုက်မယ်ဆိုလို့ရှိရင်ဒါအိမ်ငွေမှာဆိုလို့ရှိရင်တော့ဒါမစိုးပါဘူးလေသူဆော့ထားတဲ့နောက်ဆုံးနပွဲဆက်ကလင်းနေကလင်းရှေ့ရထားတယ်အပြန်အလှန်ဂိုးကြီးခဲထားတယ်ဒါပေမဲ့အကောင်တော့ဆော့ဂိုးပေါ်တွေလည်းကြားထားတာတွေ့ရတယ်ပေါ့နော်။ FCSB ရတယ်ဒါ ပြည်တွင်းလက်တွေရဲ့လက်ရှိအခြေအနေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းအပြန်အလှန်ဂိုးတွေထည့်ရင်မှတနိုင်ခွင့်မရတာတော့ကောင်းမွန်ဆက်ရှိတာလည်းတွေ့ရတယ်ပေါ့နော်။တပါးနဲ့အတွေ့အကြုံပိုင်းမှာတော့ FCSB ကပါတယ်ဒါတော့ကျွန်တော်ညင်လို့မရဘူး။ကျွန်တော်တို့ဒီပွဲစဉ်မှာဂိုးပေါ်ပဲဖြစ်ဖို့များတယ်လို့ပဲတွက်မိတယ်ပေါ့နော်။တိုက်ဆက်တဲ့ဆွမ်းကုန်ဖွင့်ပြီးဆော့ချမယ်ပေါ့နော်။ဒီသူတို့ဆော့ခဲ့တဲ့ဒါပွဲစဉ်တွေဒီချာလေးလေးလာကြည့်မယ်ဆိုလို့ရှိရင်ဒီလိုဖြစ်ဖို့အကြံအောင်များတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဘိုတင်းနီစကောရဲ့ဂိုးအိုဗာရဲ့ပေါ့နော်။ကောင်း40နဲ့ဂိုးအိုဗာရဲ့ ပြီးလို့ရှိရင် body ကတော့ကျွန်တော်ဒါအတွေ့အကြုံရင်းနေတာ FCSE ရဲ့ပေါ့နော်အဲကောင်စိုက်ပါလေ RV Salvak နဲ့ Porto ရဲ့ version ဖြစ်ပါတယ်ဒါ RV Salvak ကတော့အကောင်ကြည့်တဲ့အချိန်ပဲ Austria ဖြစ်ပါတယ်ဒါ Porto အသင်းကတော့ Portuguese ဖြစ်ပါတယ်ဒါကတော့ Porto အသင်းက level 80နဲ့ဘောပေါင်းကြီး350နဲ့ဆိုမှပေးထားပါတယ်အဝေးကွင်းကလမ်းမီးပြန်ပေးရတဲ့အဆင့်ကိုရောက်သွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Porto အသင်းကလက်ရှိ performance ကတော်တော်လေးကောင်းတယ်ပေါ့နော်ဒါ RV Salvak ကတော်တော်လေးကောင်းတယ်လည်းမြင်ရမယ်နော် ပေရင်းလက်တယ်မှာဆိုလို့ရှိရင်6ဝက်ဆက်လက်နိုင်ထားတယ်ဗောနော်အဲ6ဝက်မှာဆိုရင်လေပေကူကတကူတည်းပဲရှိထားတာဆိုတော့ဒီအတိုက်ဆက်ကတော်တော်လေးမြိုင်နေတယ်ဗောနော်ခန်းစစ်ကလည်းတော်တော်လေးကောင်းတယ်ပြီးယူရိုပါလစ်လည်းဒါတိုင်းဝင်ပြိုင်တာဖြစ်တယ်ဗောနော်အာရီဆာဘတ်ကတော့အဲ့လိုမဟုတ်ပါဘူးချန်ပီယံလိဂ်တည်းအဆင်းဆင်းဆော့ပြီးဒီဒီအဆင့်ကိုရောက်လာတဲ့အပြင်ဖြစ်တယ်ဗောနော်ဒီအတင်းကတော့သူတို့ပြည်ရင်းလက်မှာဆိုလည်းနောက်ဆုံး3ဝက်ဆက်နိုင်ပဲပျောက်ထားတဲ့အတင်းပဲဖြစ်တယ်ဗောနော် တန်းစစ်ကတော့ဘိုးတွေကတော့ပြန်ပြန်ရနေတာတွေ့တယ်ပေါ်တူရဲ့ခံစစ်ကပဲခံနိုင်မလားဗောနော်အရီဆာဘတ်ကပဲကိုတွဲမလားဗောနော်ဒါကျွန်တော်စောင့်ကြည့်ရမယ်ပေါ့ဗျာကိုတွင်းဖို့တော့ရာဂိုင်တော့ကတော့နည်းမယ်လို့တော့ကျွန်တော်လည်းတောင်းတမိတယ်ဘာဖြစ်လို့ဆိုရင်လက်ရှိပေါ်တူရဲ့ performance နဲ့တအားကောင်းတယ်ဗောနော် တွင်းလည်းတွင်းသွားနိုင်တယ်ဗောနော်ဒါတော့ပေါ်တော့ကတော့မြေမြဖြစ်သွားနိုင်တယ်ဒီနေ့တဲ့အင်တော့တွေးဆောင်ခဲ့တဲ့ဒါဟက်တူဟက်တွေပါရော ဒါမရှိထားပါဘူးเนาะဒီပွဲစဉ်အတွက်ဖွင့်ထားတဲ့ Wines to Osprey အကြီးမှာဆိုရင်ဒါ Ancient အသင်းအနိုင်ကို3.60တည်ရေကို3.50 Porto အနိုင်ကိုတော့နှစပဲပြေးထားရပါတော့နည်းနည်းတော့စွန့်စားရတော့ရမလို့တော့ထင်တယ်ပေါ့နော်လက်ရှိ performance ကိုကြည့်ပြီးမှပဲကျွန်တော်ဖုံးပြထားတယ်ပေါ့နော်ကျွန်တော်က Porto ကြိုက်တယ်ပေါ့နော်ပြီးရင်ဘူပေါင်းအောက်ကိုပဲကြိုက်တယ်သူးစီလောက်ဖြစ်မလို့ကျွန်တော်တုံ့တန်မိတယ်ပေါ့ခံစစ်ကိုကြည့်ပြီးမှသုံးပြထားတော့ဖြစ်ပါတယ် နောက်ထပ်တဲ့ဘွဲကတော့ youth track နဲ့ lion တို့ရဲ့ဘွဲစဉ်ဖြစ်တယ်ဗောနော်ဒီဘွဲစဉ်ကတော့မြန်မာစံတော်ချိန်တနအိဘွဲမှာကံမဲ့ဘွဲစဉ်ဖြစ်ပါတယ် lion အသင်းအဝေးခွင့်ရဲ့ level 59ပေါင်းကြီးတောင်းပေါင်း60တန်းကျွန်မပေးထားတယ်ဗောနော် lion အသင်းကတော့ကစား squad ကစားသမားအင်အားထက်ဆိုင် lion မသိရင်လက်ရှိ performance ပို့ပြီးတာလို့ဒီလိုပေးတယ်လို့ပဲကျွန်တော်ထင်တယ်ဗောနော်ပီရင်းလေးမှာသူ sort ထားတဲ့၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တပီးကို lion အသင်းပေးထားတာဆိုရင်၃ဘွဲရှိတယ်ဗောနော်၃ဘွဲရှိတယ်ဗော အနိုင်ထားတာတော့၄ပွဲရှိတယ်ကိုလုံးအနိုင်ထားတဲ့ပွဲစဉ်တွေမှာလည်းကလင်းရှစ်တွေရယူထားတာလည်းတွေ့ရတယ်ပေါ့နော်။ဒါမျိုးအသင်းကတော့ဒါယူရိုပါလိကိုဓာတ်ရိုက်ဝင်ကန်တာဖြစ်တယ်လို့ယူထရက်ကတော့အဲ့လိုမဟုတ်ပါဘူး။သူကတော့အစဉ်စဉ်ပေါ့နော်ဒါဝင်ပြိုင်နေတယ်ပေါ့နော်။ဇာဗက်တာတို့ပါတော့နဲ့တွေ့ရယ်။စရင်စကီတို့ပါတယ်နဲ့လည်းတွေ့ပြီးမှဒီအစဉ်တွေကိုရောက်လာတယ်။သူတို့ကပီရင်လစ်ကိုကြည့်လိုက်မှဆိုရင်သူနောက်ဆုံး၄ပွဲဆက်ကိုအောက်ဆော့ထားတယ်ပေါ့နော်။ကိုအောက်လေဆော့ထားတယ်ပြီးလို့ရှင်ရှုံးထားတာတွေလည်းတွေ့ရတယ်။ ဒီပွဲစဉ်အတွက် Frontier Runs to Osport ကိုကြည့်မှာဆိုလို့ရှိရင်အင်ရှင်အသင်းနိုင်ကို3.20တေရီကို3.40နဲ့ Lion အနိုင်ကိုနှစ်ဆတော့ပေးထားပါတယ်ဒီပွဲစဉ်မှာနိုင်ရီယန်လုံးကိုများတာကတော့ Lion ပဲဖြစ်ဖို့များမယ်လို့ကျွန်တော်လည်းသုံးသပ်မိရပါတော့ Lion အသင်းရဲ့ body ပဲကျွန်တော်ရွေးချယ်တယ်ပေါ့နော်ပြီးရင်ဒီပွဲမှာတေချာပေါ့ Utrecht ကလည်း attacking ဦးစားပေးခဲ့ဖြစ်တယ်ပေါ့နော် Lion ကလည်း attacking ဦးစားပေးတဲ့အတွက်ဂိုးတွေလည်းများလာနိုင်တဲ့အတွက်ဂိုးပေါ့ပေါ့နော်ဘိုးဘော်ကိုကြိုက်ပါလေကျွန်တော်ရွေးချယ်တဲ့ဘိုးဘော်တွေလည်းများနေတယ်ပေါ့နော် ဒီနတဲ့လက်ရှိပါဟောမင်းကိုကြည့်ပြီးပဲကျွန်တော်ပြောတာဖြစ်ပါတယ်နောက်တစ်ပွဲက Stuttgart နဲ့ Celta Vigo ရဲ့ပွဲစဉ်ဖြစ်ပါတယ် Stuttgart က level 80ကိုပေါင်းကြီးကောင်းကောင်း20နိုင်ဆုံးမပေးထားပါတယ်ဒီပွဲဒီနတဲ့ကတော့ဒါကြီးလိုက်မယ်ဆိုလို့ရှိရင်ဒါချစ်ချီပွဲအောင်2025တကြိမ်ဆော့ဟာဘူးတယ်ပေါ့နော် Stuttgart အသင်းကလည်း Europa League ကိုဓာတ်ရိုက်ဝင်ခံတယ်လို့တစ်ဖက်က Celta Vigo အသင်းကလည်းဒါ Europa League ကိုဓာတ်ရိုက်ဝင်ခံတယ်ဖြစ်တယ်ပေါ့နော် ဆယ်တာဗီကိုအတင်းကတော့ဗီရင်းလစ်တွေမှာကြီးလိုက်မယ်ဆိုရင်တရီပေါ့နော်ငါးဘွဲရှုံးထားတဲ့တပွဲပေါ့နော်အတရီဘွဲတွေလည်းဝန်းဝန်းနေပဲကော့ထားတာငါးဘွဲရှိရပေါ့နော်အဝေးကွင်းတွေမှာဆိုရင်ကြေးအောင်တယ်ပေါ့နော်ကျွန်တော်ပြားတွေကြက်တွေအောင်တယ်အိမ်ကွင်းမှာဆိုရင်ရှုံးတယ်ပေါ့ပြားတွေကြက်တွေပြန်ရှုံးထားတာမျိုးပေါ့နော်ဒီလာရီရဲ့တရီကြက်တဲ့ဂျီရိုနာတရီဘယ်ကန်နိုတရီအဲ့လိုတွေကြက်ထားတာတွေ့ရတယ်ပေါ့နော်ဒါကြမ်းဆိုလို့ရှိရင်ပေါ့နော်ဒါကျွန်တော်ဆယ်တာဗီကိုကတော့ ဝေးဝင်းမှာဆိုရင်တခါလေမထင်မထင်မှတ်တယ်လို့ဒါရန်နဲ့တိလောက်တတ်တယ်လဲကျွန်တော်သတိထားမှာစတုကကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်စတုကကတော့အကုန်လုံးလည်းတိပြီးသားတိုင်းပဲအဝေးဝင်းနဲ့ဆိုင်အိမ်ဝင်းကပိုကောင်းတယ်ဒီအတင်းကအိမ်ဝင်းမှာဆိုရင်တော်တော်လေး performance ကောင်းတယ်ပေါ့နော်ဒီပွဲစဉ်အတွက် front runner wise to off spot ဒီမှာဆိုလို့ရှိရင်ကြည့်လိုက်မယ်ဆိုရင်စတုကအနံကို95ပြားတေးကို3.60ပေါ့နော်တေးကို3.60ပေးထားတယ်ဆယ်တာဘီကိုအနံကို40နီးပါးပေးထားပါတယ်ကျွန်တော် စတုဂါဘော်ဒီပဲစိုက်တယ်ဘာလို့လဲဆိုအရှင်အတင်းစတုဂါကအိမ်ခွင်းမှာစတုဂါမှာပူကောင်းတယ်ပေါ့နော်ဒါပေမဲ့တစ်ချက်ကျွန်တော်ဒါဆက်တာဘီကလည်းအဝေးခွင်းဆိုရင်တခါလည်းမထင်မထင်သလိုသားခြေစွမ်းနေပြန်တတ်တယ်ပေါ့နော်ဘလိုပဲနေနေပါကျွန်တော်ဒါစတုဂါဘော်ဒီပဲစိုက်ပါတယ်စတုဂါဘော်ဒီပြီးရင်ကျွန်တော်ဂိုးပေါင်းတော့သုံးလုံးတော့ရောက်သွားမယ်ထင်တယ်ဂိုးပေါင်းအပေါ်ပဲပေါ့နော်ဒါလည်းဖြစ်နိုင်သေးအတက်ကင်းဆော့တယ်ဆိုတော့ဗျာနောက်ထပ်တပွဲလည်းမြန်မာစံတော်စင်တနင်္ဂနွေမှာပဲကံမယ်ဒါ Ranger နဲ့ Jungle ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာပေးထားတာကတော့ Ranger အသင်းက level nation ကိုပေါင်းကြည့်ကောင်းဆုံး40ဆိုမှပြထားတော့နော် ranger တော့ scotland jan ကတော့ဒါ belgian club ဖြစ်တယ်ပေါ့ဗျာ ranger အတင်းကတော့ကျွန်တော်တို့ညီကိုတွေအကုန်လုံးတီးမှာပါဒါ champion league မှာ club brugge ကိုရှုံးတယ်ပေါ့နော်ဒီလိုအဆင့်နေတဲ့ဒီအဆင့်ကိုရောက်လာတော့ ranger အခုတော့ခြေစွမ်းပိုင်းကျဆင်းနေတယ်ပေါ့နော်သူ short ထားတဲ့နောက်ဟုတ်9ဘွယ်4ဘွယ်6ဘွယ်လောက်တို့နိုင်ဘွယ်တွေလည်းပျောက်ထားတယ်ပြီပြီးဂိုးတွင်းအားလည်းကျနေတာတွေ့ရတယ်တစ်ခါခါ jan ကိုကြည့်လိုက်မှဆိုလို့ရှိရင် belgian league မှာသူကလည်း ဒါနှဟုတ်နှပွဲဆက်ပေါ့နကုံးဝဲပေါ့နနိုင်ဝဲပြောက်တာရဲ့ရှုံးထားတာနှပွဲဆက်ရှုံးထားတာလည်းတွေ့ရတာပေါ့ဒီနှစ်တင်းအိမ်တော့တွေ့ထားတဲ့ဟတ်တူဟတ်တွေပါလည်းမရှိဘူးဒီပွဲစဉ်အတွက် front ထားတဲ့1 2 of spot ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင် ranger အနိုင်ကို2.50တရေကို3.50နဲ့ jet အနိုင်ကို3လပြီးထားပါတယ်ဘလူးကနေနေပါဒီပွဲစဉ်မှာတော့ကျွန်တော်အဝေးဝင်းအတင်းဖြစ်တဲ့ jet ခြိုက်တယ်ပြီးရင် go back out ကိုခြိုက်ပါတယ် ောက်တော့ဒီဘွဲကတော့ရမ်ပိုင်းနဲ့ဘီနန်တီယာကိုစတိုရဲ့ဘွဲစဉ်ဖြစ်ရမ်ပိုင်းက level 30ဂိုးပေါင်းကြီး3080တယ်ဘောနဒီနေ့တင်ရတော့ဇေယျအချင်းမတူရမ်ပိုင်းကအတက်ကင်းဦးစားပေးတာဖြစ်တယ်ဘီနန်တီယာကတော့ကျွန်တော်ဂိုးကအောက်ပေါ့နော်ဘယ်လိုပြောမလဲဂိုးမတွင်းခံရရင်ဂိုးမပေးခံရရင်ဦးစားပေးတဲ့အတင်ဖြစ်တယ်ပေါ့နော်ဒါတော့အကုန်လုံးသိပြီးသားပါပဲကြည့်လိုက်မယ်ဆိုရင်ရမ်ပိုင်းအတင်ကတော့ဒါ Europa League ကိုဒါ Sloven တို့ဘာလို့လဲတွေ့ပြီးမှဒီအဆင့်ကိုရောက်လာတာဖြစ်တယ်ပေါ့နော်တစ်ဖက်ကဒီနန်တီယာကိုစကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသူကလည်း Samsung တပေါ်ဘောနော်ဒါ တူရကီကလဆန်တို့ပေါ့ဒါအိမ်ခွဲမှနိုင်တဲ့ဝေးခွဲမှတည်ဆောက်ပြီးမှဒီအချိန်မျိုးရောက်လာတာဖြစ်ပါတယ်သူကတော့အဓိက111 GC 11ဒီလိုပဲဆော့တဲ့လက္ခဏာရှိတဲ့ game ဖြစ်တယ်ပေါ့နော်ဒီနှစ်သင်းကတော့2009ခုမှာပေါ့နော်ဒါကတ်ဂိမ်းတစ်ပွဲဆော့ထားဘူးပါတယ်အဲ့တော့ပြည်တန်တရားပုံက2ဝန်းနဲ့နိုင်ထားဘူးကလည်းပြည့်ရတယ်ပေါ့နော်ဒီပွဲစဉ်အတွက်ဖွင့်ထားတာတော့ ancient အသင်းနိုင်ကို2.30တရေကို3.50နဲ့အဝေးခွင့်အသင်းနိုင်ကိုတုံးစားပေးထားပါတယ်ကျွန်တော်ကတော့ရန်ပိုင်းပဲစိုက်ပါတယ်နော် ရံပိုင်းပဲကြိုက်ပါတယ်ရံပိုင်းလည်းဘူးသွင်းခံရနိုင်ပါတယ်နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်၃လုံးတော့ဖြစ်သွားမယ်ဆိုရင်ဘူးပေါင်းအပေါ်နဲ့ရံပိုင်းကြိုက်ပါတယ်ဒီနေ့ကျွန်တော်ရွေးချယ်ထားပြီးတဲ့တရမီကိုကြိုက်မလို့ကျွန်တော်ထင်တယ်ဗောနော်အပေါင်းပြကြပါသေးကျမချမ်းသာကြပါသေးကျွန်တော် YouTube channel လေးကိုလည်း like subscribe comment ပြကြရဲကျေးဇူးတင်ပါတယ် PVN ခံပြီးလည်းကြည့်ပေးကြပါအောင်လို့တောင်းဆိုပါတယ်နောက်ရက်တွေမှာလည်းပုံမှန်ဗီဒီယိုလောက်ဝေးတင်ပေးပါမယ်အားလုံးကြည့်ကြည့်